မင်္ဂလာပါရှင်။နိုဝင်ဘာလ၄ရက်အင်္ဂါနေ့ရက်ထူးခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တောင်ကြီးထဆောင်နိုင်မီးဖို့မြန်ပွဲတော်မိုးဖြတ်တဲ့သတင်းဖြစ်ပါတယ်။တောင်ကြီးထဆောင်နိုင်မီးဖို့မြန်ပွဲတော်၄ရက်မြောက်နေ့တွင်မိုးရွာတွေအတွက်မီးဖို့မြန်များလွှတ်တင်ခြင်းမရှိတော့ကြောင်းသိရပါတယ်။နိုဝင်ဘာ၁ရက်ညပိုင်း၉နာရီကျော်တွင်မိုးရွာပြီးလူအများပြန်သွားခဲ့ရကြောင်းသိရပါတယ်။စေနေဘန်တလုံးသာလွှတ်တင်ခဲ့ပြီးနောက်ထပ်စေနေဘန်တလုံးလွှတ်တင်ရင် မိုင်းထောင်ပြင်ဆင်နေချိန်မှာမိုးရွာတာကြောင့်မြို့ပြန်တလုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ည7:00နာရီချိန်ထိဆောင်းတိုင်းခဲ့တော့လေမိုးရွာပြီးမြူကျလာတဲ့အတွက် နောက်ထပ်လွတ်တင်ခြင်းမရှိတော့ဘဲရှုပ်သိမ်းလိုက်ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့တိုင်းတုံတောင်ကြီးတောင်ဆင်လန်တွင်အမျိုးသား၈ဦးပါကားတိတ်မှောက်ပြီးလူနက်ဦးသေဆုံးတဲ့တွင်ဖြစ်ပါတယ်။ရှမ်းပြည်နယ်တိုင်းတုံတောင်ကြီး Special တောင်ဆင်လန်တွင် အမျိုးသား၈ဦးစီးနင်းလိုက်ပါလာတဲ့ကားတိမ်မောင်လူနှစ်ဦးသေဆုံးသွားခဲ့ကြောင်းသိရပါတယ်။ဖြစ်စဉ်မှာနိုဝင်ဘာ၂ရက်နေ့ညနေ9:00နာရီဝန်းကျင်ခန့်ကကျိုင်းထုံမြို့နယ်ကျိုင်းထုံတောင်ကြီးသွားကားလမ်း Special Town ဆင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရှင်တိမ်မမှုကြောင့်အသက်30နှစ်ဝန်းကျင်အမျိုးသား2ဦးတွင်ထိခိုက်ဒဏ်ရာများရရှိကာတည်ဆုံသွားခဲ့ပြီးကြံမျိုးသား6ဦးမှာလည်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရပါဗျ။တည်ဆုံထိခိုက်ဒဏ်ရာရရှိသူများအားတိုင်းနေနာယီကူညီမှုအသင်းကတိုင်းထုံမျိုးပြည်သူစေယုံသူပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရှိရပါရှင်။ Thank you.